မင်္ဂလာပါဇီရဲဘောကပိတာရဲ့ရောင်းလိုက်ဇီနော့အယောတင်းတို့တက်ပြပေးထားပါတယ်ဒီပု္ပ္ပစာလေးကိုတက်ပြပေးထားတာပါ ပေါင်းပေါင်းတစ်လုံးဈေးနှုန်း1000ကျပ်မှ2000ကျပ်သို့တက်ဒီတက်ကရေးကြည့်ပါတယ်လို့ပြောပါမယ်နော်တက်သွားရင်ပေါင်းပေါင်းရောင်းလိုအပ်သည်900လုံးမှ800လုံးသို့တိုးသွားပြီဒီမှာတခါလေဒီမှာတက်ပြီမယ်ဒီမှာရော့ရင်ရော့မှာလောရော့ရင်30ချက်မှာရော့ရတယ်လို့ရေးရမှာနော်ပေါင်းပေါင်းရောင်းလိုအပ်ဈေးနှုန်းအော်တင်ကိုတွက်ချက်30ပါတွက်ချက်ရမယ်30ရမယ်ဒီမှာရောင်းလိုအပ်ဈေးနှုန်းအော်တင်လို့ပါပါတယ်ဒါဆိုလို့ရှင်ဆရာတို့ကပထမဆုံး definition ရေးရပါမယ်ရောင်းလိုအပ်ဈေးနှုန်းအော်တင် definition ရေးပါ e လေးကိုဖြတ်လိုက်လို့ရှင်ပုံသင်နည်းဖြစ်သွားပါမယ်ဝယ်နေရောင်းနေအတူတူပါပဲဝယ်နေရမှာရောင်းပြန်လိုက်တာရောင်းချမြည်တဲ့ပြောင်းလဲမရခိုင်းတော့ဒီ အောက်မှာဈေးနှုန်းဖြစ်နေတာဖြစ်တဲ့အတွက်ဈေးနှုန်းပြောင်းလဲမှုရခိုင်နှုန်းနဲ့စာတွေ့တင်ဂေတာ ES အတိရပါမယ် data 2 8 by sorry data 2 by 2 into တဲ့ရ data b by b into တဲ့ရ ES equal to သူ့ကိုပြောင်းပြန်လှန်လိုက်တာเนาะသူကလည်းအပိုင်းကအပိုင်းကထိုင်တာအဲ့ခါမှာဒီကောင် b by 2ဖြစ်သွားတာเนาะဒီကောင်ကိုပြောင်းပြန်လှန်လိုက်သူ့ကိုပြောင်းပြန်လှန်လိုက်တာဒီမှာ data 2 by 2 into ပိုင်းကြီးမှာရှိရပြီးတော့အပေါ်ပို့လိုက်တာ b by data 2အဲ့ဒါကိုအဲ့ဒါကို b by data b အဲ့ဒါကိုဒီပုံစံလေးရေးထိုင်တာ data 2 by data b ပြီးပိုင်း duty တို့မျိုးလေးပြောင်းလိုက်တာเนาะအတူတူပဲဒါဆိုလို့ရှင်အဲ့ဒါဒါပုံသင် deprecation ရေးလို့ပုံသင်ကြီးရေးပြီးရင်ပုတ်စာမှာပြည့်ချက်တွေကောက်လိုက်ပါဘာမှလို့ဆိုရမလို့မူလဈေးနှုန်းဈေးနှုန်းရှာလိုက်လေဒီမှာဈေးနှုန်းမူလဈေးနှုန်းက1000ကျပ်မလို့1000ကျပ်အဲ့ပြီးဈေးနှုန်းပြောင်းလဲမှုပြောင်းလဲမှုဆိုရင် data data ပြီး data ပြီးရဘယ်လောက်တုံးဆိုလို့ရှင်ပြောင်းလဲမှုလို့ချင်းနောက်ကနေပြီးဘယ်ဝဲနှုတ်ရှေ့ဝဲနှုတ်ဆိုတော့1000ကျပ်အနှုတ်1000ကျပ်ဆိုတော့2000ကျပ်အနှုတ်1000ကျပ်ဆိုတော့1000ကျပ်เนาะနောက်တစ်ခုကကြတော့မူလအရေးအတွက်ပေါ့မူလဘာလို့ဆိုရင်အရေးအတွက်ဒီမှာအရေးအတွက်ကမူလအရေးအတွက်က လုံငါ900လုံဒါကြောင့်မလို့မူလာရေအတွက်900လုံပြီးတော့ရေတက်ပြောင်းလဲမှုဒတာကျူဒတာကျူလိုချင်ရင်ဆရာတို့ကဘုရားနေပြောင်းလို့မှာဆိုရင်နောက်ကနေပြီးတော့ရှေ့ဦးနဲ့ဘောကပေးတာမှာအခန်းတိုင်းမှာရှေ့ရနေနောက်ကိုပဲတော့မှာမလို့ဘူးနောက်ကနေပဲရှေ့ဦးအမြဲတမ်းနှုတ်ပေးပါမယ်အဲ့အတိထားပါဒါဆိုရင်နှုတ်လိုက်တော့အဖြစ်ရသွားအဲ့ဒါပြီးလို့ရှိရင်ဆရာတို့ကဒီတစ်ချက်ချင်းလေးရှာပေးလိုက် ဒီတစ်ချက်ချင်းလေးရှားပြလိုက်လို့ရှိရင်မြန်မြန်ပြီးပါမယ်ရောင်းချမြည်ရဲ့အတွက်ပြောင်းလဲမှုရာခိုင်တော့အမှတ်လျှော့စရာမရှိအောင်လို့ဖြစ်ပြီးတာပါဆရာတယောက်နဲ့တယောက်နဲ့တွေ့တာမတူပါဘူးတိုက်တဲ့ပုံစံနဲ့တွေ့လို့ရပါတယ်ဒါကတော့အမှတ်လျှော့လို့မရအောင်လို့တဆင့်ထက်ရှားလိုက်တယ်ပါရောင်းချမြည်ရဲ့အတွက်ပြောင်းလဲမှုရာခိုင်တော့ရောင်းချမြည်ရဲ့အတွက်ပြောင်းလဲမှုရာခိုင်တော့လိုချင်လို့ရှိရင်ဆရာတို့က data ပြီးပါအရေးအတွက်ရောင်းချမြည်ရဲ့အတွက်ပြောင်းလဲရာခိုင်ဆို data ကျူးပိုင်ကျူးရင်တူတရဒါဆို data ကျူးလက်လေးနဲ့ထောက်ပြလိုက်ရှာပါ data ကျူးက300 ကျူပါဘလို့ဆိုရင်900အဲ့ဒါဆက်လိုက်လို့ရှိရင်ရာခိုင်နှုန်းထွက်လာပါမယ်။နောက်ကဈေးနှုန်းပြောင်းလဲမှုရာခိုင်နှုန်းဒေတာပြီးပိုင်ပြီးအင်တုတရလက်နဲ့ထောက်ပြီးလိုက်ရှာပါဒေတာပြီးဒေတာပြီးနေရာမှာစားသွင်းမှာပြီးပြီးနေရာမှာစားသွင်းအပြေထွက်လာပါလိမ့်မယ်နော်။ဒါဆိုလို့ရှိရင်ဆရာတို့ကဒီနှစ်ခုကိုသူ့ကိုလည်းတက်တက်ရှာပြီးသူ့ကိုလည်းတက်တက်ရှာပြီးဆိုပုံသဏ္ဍာန်တစ်ခေါက်ပြန်ရေးပြီးလိုက်ပါ။ဒါဆိုရင်ပုံသဏ္ဍာန်ရေးပြီးသူ့ရဲ့တန်ဖိုးအစားသွင်းလိုက်လို့ရှိရင်၃ရက်တက်တက်မှာ6ဒါဆိုရင်တွက်တက်ပန်ပြီးသွားပြီ။ တွက်တဲ့ပန်းပြေခါမှာဒါ30ချက်အတွက်နှုတ်လေးရေးပြတာပါဒီ30ချက်ကဝဲလွိုက်ဈေးနှုန်းရောတင်မှလည်းရေးရမယ်ရောင်းလွိုက်ဈေးနှုန်းရောတင်မှလည်းရေးရမယ်အပြန်လန်ရောတင်မှလည်းရေးရမယ်ဝင်ငွေရောတင်မှလည်းရေးရမယ်အပြန်လန်ရောတင်တဲ့ဝင်ငွေရောတင်မှနောက်ထပ်တစ်ချက်တိုးလာတာ၄ချက်ဖြစ်သွားတာ30ချက်အဲ့ဒါပါပဲเนาะနံပါတ်1ကအဖြေထိုးအဖြေထိုးဆိုတော့ရောင်းလွိုက်ဈေးနှုန်းရောတင်ကြီးများခြင်း3.6အဲ့မှာ100နဲ့ရေးလို့ရတယ်เนาะဒီမှာပေါင်မုံဤဟလာပေါင်မုံတစ်လုံးဤသူထက်တယ်ရေးရတယ်ပေါင်မုံရောင်းလွိုက်ဈေးနှုန်းရောတင်အဲ့လိုလည်းရေးလို့ရတယ်เนาะကိုယ့်အကို 哦ဒီမှာဆရာရောင်းလွားစေနော်ရော်တင်ဆိုရင်မဲ့ပေါင်မုံးဤရောင်းလွားပေါင်မုံးဤရောင်းလွားစေနော်အယော်တင်ညီမချင်းသုံးကတက်တက်မှာ၆ဒါအဖြေထိုးဆိုရဲအတိတ်ပြပါနံပါတ်၁ကအဖြေထိုးနံပါတ်၂ကဈေးနှုန်းတက်တာကြတာပု္ပ္ပာကြည့်နံပါတ်၂ကဈေးနှုန်းတက်တာကြတာပု္ပ္ပာကြည့်အဲအကြောင်းဒီမှာဈေးနှုန်းတက်ရခိုင်းနှုန်းဒီမှာအများနဲ့ဈေးနှုန်းတက်ရခိုင်းနှုန်းမဲ့ဝယ်လို့အဲကျက်ပါသူရဲ့ရှိမှာကုန်စီပိုင်းအဲ့ကုန်စီဈေးနှုန်း100ဒီနားမှာ100ခန်းဒါပဲတော့မှမပြောင်းလဲ ဒီတက်တာကြတာပုပ်စာကိုကြည့်ရတာပုပ်စာတက်ဆိုရင်တက်လို့ရရမယ်ပုပ်စာကြဆိုရင်ကြလို့ရမယ်ဈေးနှုန်းတရားခိုင်းတော့ပုပ်စာကပုပ်စာထဲမှာတက်မလို့တက်ရင်နောက်တက်ရင်ပေါင်မို့ရောင်းလို့ရသည်ဒါမှမဟုတ်ရောင်းချမြည်ရေးအတွက်ဒီအဲ့လိုမျိုးနဲ့ရေးလို့ရရနော်ပေါင်မို့ရောင်းလို့ရသည်သူ့မှာအဖြေပါတယ်တုံညတသက်မှာ600ခိုင်းတော့တိုးတာကြတာဒါကိုရေးချင်တယ်လို့ရေးလို့မရပါဘူးပုပ်စာထဲမှာတိုးဆိုရင်တိုးလို့ရေးပါပုပ်စာထဲမှာညော့ဆိုရင်ညော့လို့ရေးပါဒီမှာလုံးတိုးသွားမြည်နော်နောက်တစ်ခုကကြတော့၃ချက်၃ချက်ကဒီအခြေအနေ၃ရက်ပေါ်မှာမူတည်ပြီးတော့၃ချက်တစ်ချက်ရေးရမှာပါတစ်ချက်ချင်းရေရော့တင်များမယ်တစ်ချက်နဲ့ရေရော့တင် မယ်တင့်နေညီယူနစ်အယော်တင်ဒီအခြေအနေ3ရက်ကမှာ30ချက်ကတစ်ချက်ပဲကြီးရအဖြေကိုကြည့်လိုက်တော့3.6ဖြစ်နေပါတယ်အဖြေက3.6ဆိုတစ်ထက်နည်းနေရတစ်ထက်နည်းနေလို့မလို့ရောင်းလွားရဲ့အယော်တင်ဒီတစ်ထက်နည်းသောကြောင့်ဒီမှာ3.6ဖြစ်သောကြောင့်လို့လည်းရေးလို့ရရနော်တစ်ထက်နည်းသောကြောင့်အယော်တင်နည်းဒီ3.6ဆိုတစ်ထက်နည်းတာတော့ကြောင့်အယော်တင်နည်းတယ်လို့ရ30ချက်ကဒီ30ချက်ပြန်မှာအပြန်လန်ရောက်တဲ့ဝင်ငွေရောက်တဲ့မှာဒါအပေါင်းအပေါင်းထွက်ရင်ဗာလက္ခဏာအနှုတ်ထွက်ရင်လက္ခဏာဆိုပြီးတော့ သုံးတစ်ချက်တစ်ချက်ဒိုးလာတာပါဒါကတော့ရောင်းလိုဝိုင်းဈေးနှုန်းအော်ဒီယန်တွက်ချာလေးတွက်စာလေးကိုတွက်ပြပေးတာပါအမပိုင်းလည်းပြင်ဆင်ပေးပါဒါကတော့ဆရာတယောက်ကမူတမူနဲ့တော့တွက်ကြမှာပါမယ်ဒါဆိုရင်ဒါဆိုရင် short ဆရာမရှိတော့အောင်ထိပြည့်ပြည့်စုံနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်အမပိုင်းလည်းခွင့်လွှတ်ပေးပါ